မိဘပြည်သူများရှင်မိဘပြည်သူများအတွက်ကျွန်မဒီနေ့မှာကျွန်မကိုယ်တိုင်ရှာဖွေထားတဲ့သတင်းလေးကိုတော့မတင်ဆက်တော့ဘူးရှင်ဆိုပါလေခစ်တက်ကရှာဖွေထားတဲ့သတင်းလေးကိုကျွန်မတင်ဆက်ပေးမယ်ခစ်တက်ပေါ့နော်ခစ်တက်ကခစ်တက်ကဆိုရင်ပေါ့နော်ကျွန်မနိုင်ငံမှာသူကသတင်းရောအမားရောအမားအကုန်ရောပြီးတော့ဟိုသတင်းဖြစ်ပြီးရောဆိုပြီးတင်တဲ့မီဒီယာကျွန်မနိုင်ငံမှာဆိုလေအနီရောင်ဥစားကြီးနဲ့လိုကိုကြီးတယ်ပေါ့နော်သူကလေကျွန်မအနီရောင်လေးသလားခုနောက်ပိုင်းကာလာတွေမှာတိတ်ပြီးမနစ်တက်တော့အနီရောင်မြင်စိတ်ထဲမှာသွေးတွေလိုမြင်နေတယ်တိလားနမိတ်မကောင်းလို့ခံစားရတယ်တိလားဘယ်လိုလဲမသိဘူးကျွန်မရှင်ထဲမှာလေ အဲ့ဒီအနီနဲ့ပတ်သက်ရင်စိတ်ထိုင်ရရသွားလို့လားမသိပါဘူးရှင်အဲ့တော့ခစ်တစ်ကိုကြည့်ရတယ်သူရအောင်တွန်းနေမီဒီယာလိုပဲเนาะသူ့လိုကိုရအဲ့လိုဖြစ်နေပါရှင့်တို့ကျမအနေနဲ့ဒီသူတို့ကသူတို့ကလေးသာတစ္ဆောက်တော်တော်များနဲ့ဆက်သွယ်ရှိရခစ်တစ်ကလည်းဆက်သွယ်အမတန်ကောင်းတာတခါကျရင်သူတို့ကစစ်ယုံနဲ့ရသူရင်းနဲ့ပါဆက်သွယ်ရရှိရကျမတို့တော့မရှိဘူးကျမတို့တော့မစစ်ယုံနဲ့မှဘယ်သူနဲ့ဘယ်သူနဲ့ဆက်သွယ်မရှိဘူးသူတို့ကဆက်သွယ်ရဓာတ်ရိုက်ရှိတာเนาะဓာတ်ရိုက်ကိုရှိရမလဲအမျိုးများတော်နေလာအောင်မရတယ်အဲ့လောက်ထိသူတို့ကတိကျခိုင်မာတဲ့တဲ့နဲ့တင်လာဆိုတော့ကျမတို့လည်းသွားကြည့်ရတာပေါ့ရှင်သိရမလားအဲ့တော့သူတို့တင်ထားတဲ့တဲ့နဲ့အနေနဲ့ထူးဆန်းလို့ကျမပြောပြမယ်ရှင် သူတို့တင်တဲ့သတင်းလေးတွေကလည်းဆိုတာနည်းနည်းလေးဖတ်ပြမှာပေါ့နော်စစ်တုံညာနှစ်ကိုစစ်စင်ရေးနေတဲ့ TNN လေးသိမ့်ပိုက်ထားတဲ့နောင်ချိုကြောင်မဲစီပေါ်မိုးကုတ်နဲ့မိုးမိတ်မြို့တွေကနေပြီးတော့ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ဟိုအစိုးရဝန်ထမ်းရှိရပေါ့နော်အုတ်ချုပ်ရင်းနဲ့ဌာနဆိုင်ဝန်ထမ်းတွေကိုတဲ့စစ်ကောင်စီကပြန်လဲစုစည်းပြီးခေါ်ယူနေတယ်တဲ့ပြီးရဲ့အခါမှာဒီမြို့နယ်တွေကိုပေါ့နော်ပြန်လဲဝင်ရောက်အုတ်ချုပ်စီမံနိုင်ဖို့အတွက်ပြင်ဆင်ထားဖို့အတွက်ကိုမေလာတယ်မှာညွှန်ညွှန်ကြားထားတယ်ဆိုပြီးသတင်းလေးရှင်းထားရရှင်း ့တော့လုံးဝသတင်းအတိကျပဲအဲ့ဒါလေသတင်းအတိကျပဲဟုတ်လားမဟုတ်လားမသိဘူးပေါ့နော်ဟိုစစ်ဘက်သတင်းရင်းမြစ်တောင်ပဲမဲစစ်တပ်သတင်းရင်းမြစ်ဆိုတာတစ္ဆောဘလောက်ပေါ့ရှင်ပြောရမစမ်းဟုတ်လားမလားဒါပေမဲ့အစ်တစ္ဆောဘလောက်တွေကတကယ်ရှိနေလားမရှိနေလားကျမတို့လည်းမသိဘူးသူတို့ကလည်းအဲ့လိုရောရောင်ချပြီးရေးတာဆိုတော့လေစစ်ဆေးဖို့တော့ကတော့ခက်ခဲပါရှင်သူတို့ကဒီလိုပါဇာတ်ရေးဆီယာရှောက်ပြောရလဲဖြစ်နိုင်တယ်တကယ်သတင်းလာပေးရလဲဖြစ်နိုင်ရပေါ့ရှင်ဒီတော့ဒီသတင်းရဲ့ဖြစ်နိုင်ခြေလေးပဲကျမဒီသတင်းသုံးသပ်ချက်လေးမှာနည်းနည်းလေးထည့်ပြီးစိုးနေပေးပါမယ်နော်သူတို့ရေးထားတာကဘာလဲဆိုတော့အခုတည်းဒီစစ်ကောင်စီကတဲ့ ဟိုမိုးကုတ်မြို့အတွက်ပေါ့နော်ထွေအုပ်တွေလာဝကတွေဌာနဆိုင်ရာယာယီရုံးတွေလို့သူကမန္တလေးမှာတိုးချိတ်ပြီးဖွင့်ထားတယ်တဲ့ပြီးအဲ့ဒီရုံးတွေမှာဒီမိုးကုတ်မှာပေါ့နော်မိုးကုတ်မှာမနေနိုင်တော့တဲ့ဝန်ထမ်းတွေနေရာချထားပြီးတယ်ပြီးတော့မိုးကုတ်မြို့ပြန်လဲပြီးတော့မချုပ်မှုစီမံလုပ်ရမယ်ဆိုအဆင်ပြေအောင်ဆိုပြီးတော့သူကဆက်လက်ပြီးလုပ်တွေလုပ်ခိုင်းထားတယ်ပေါ့ရှင်အဲ့လိုအဆင်သင့်ပြင်ခိုင်းထားပေါ့မိုးကုတ်ကိုမိုးကုတ်တို့နောင်ချိုးလို့ပေါ့ရှင်ဒါတွေပြန်ရလို့ရှင်အဆင်သင့်ဖြစ်ဖို့အတွက်ပြင်ဆင်ခိုင်းထားတယ်ဆိုပြီးတော့သူတို့သတင်းချထားတယ်ပေါ့ရှင်အဲ့ဒါလေးတင်ထားဖြစ်ပါရှင်ပြီးတော့သူတို့သတင်းပေးလာတဲ့စစ်ဘက်သတင်းရင်းမြစ်ဆိုတဲ့သူကပေါ့နော်သုံးသက်ချက်လေးတွေသူတို့ပေးသွားသေးရဲ့သုံးသက်ချက်သူကရေးထားရခြင်း ဖြစ်နိုင်တာကတဲ့ဒါရှုရသွားပြီးရဲ့နောက်မှာဆိုရင်တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ဖိအားနဲ့ကျန်းတဲ့မြို့နယ်တွေကိုလည်းမဖြစ်မနေပြန်ရမယ်ဆိုပြီးတော့တက်ကယုံကြည်ထားပုံရတယ်တဲ့ဒါကြောင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေကိုလဲပတ်နိုင်ဖို့အတွက်ကိုချိုးတင်ပြင်ဆင်တာလားဆိုပြီးတို့အဲ့ဒီစစ်ဘက်သတင်းရင်းမြစ်ကတို့သုံးသက်ချက်ထုတ်ပေးသွားတယ်တဲ့ဘောနော်အဲ့လိုရေးထားရရှင်းဒါပေမဲ့ TNL ဘက်ကိုကျွန်တော်တို့လေ့လာကြည့်ရအခါမှာဆို TNL ကမေလ၄ရက်နေ့မှာသတင်းစာရှင်းလင်းပွဲလုပ်ထားရှိပါတယ် TNL ကဆိုရင်သူသိမ့်ပိတ်ထားတဲ့မြို့တွေကိုပြန်ပေးမှာမဟုတ်ဘူးဆိုပြီးသတင်းစာရှင်းလင်းပွဲမှာပြောထားတယ်ပြောထားတဲ့သူက TNL တွဲဖက်အထွေထွေတွင်းရင်းမှုနှင့် ဘိုဘိုမူကြီးတာပန်းလာဆိုတဲ့သူကထုတ်ပေါ်ပြောခဲ့တာဖြစ်ပါရှင့်အဲ့ဒီလိုနာမည်မှတ်ထားနော်အဲ့ဒီလိုနာမည်မှတ်ထားဘိုမူကြီးတာပန်းလာက DNA လေးတင်ပိုက်ထားတယ်မြို့နယ်တွေကိုပြန်မပေးပါဘူးဆိုပြီးသတင်းစာရှင်းလိုက်ပွဲမှာပြောသွားတယ်ရှင့်မှတ်ထားသူ့နာမည်ဘောနော်သူမပေးဘူးလို့ပြောရနော်ဒါနဲ့တဲ့သူတို့ဟာဆိုရင်စစ်ကောင်စီနဲ့ DNA လေးကြားဆွေးနွေးပွဲတွေကိုလာမဲ့ August လမှာပြန်လည်ပြီးစတင်ဖို့တက်ဖို့သဘောတူထားတယ်ဆိုပြီး DNA လေးရဲ့တရားဝင်လဲသတင်းထုတ်ပြန်ထားတယ်ရှင့်ကြောကျွန်မအနေနဲ့ဒီသတင်းလေးကိုသုံးသပ်ရမယ်ဆိုတော့ MND တော့လည်းအဲ့လိုပဲပြောသွားပါမယ်လေ။နောက်ဆုံးအချိန်ထိကိုငါတို့ဒီ last show ကနေမခွာပါဘူးနော်လို့ပြောပြီးတော့ပဲသွားလိုက်တာပဲ တိလာနောက်ဆုံးချိန်ထိလိန်သွားတယ်ဘယ်တော့ဒီလိန်လဲဆိုလာရှုံမှာအကျွေးရစားပြီးမပေးသွားဘူးသူတို့ကမသွားဆိုပြီးပြောပြီးကျွေးစားရလေကျွေးရတကယ်တမ်းသွားလိုက်တော့အကျွေးရပြီးမသွားဘူးနော်အဲ့ဒါခံလဲရသူအများကြီးပဲသွားမေးကြည့်ရောပြီးတော့ခု DNA လေးလည်းအဲ့လိုပဲသူတို့ရဲ့ဘူမူးကြီးအဆင့်ရှိတဲ့သူကအစငါတို့ဒီဒီမျိုးတွေနဲ့တော့ပြန်မပေးပါဘူးဆိုပြီးတော့အတိအကျပြောထားတယ်ဆိုပေမဲ့ပြေးချင်လည်းပြေးမှာပဲလေရှင်းရှင်းလေးတော့ပြေးချင်လည်းပြေးမှာပဲကျွန်တော်ဒီသတင်းဒီမှန်ချင်းမှားချင်းဆိုတာထက်တတ်မတော်ကတော့သူ့ရဲ့အုတ်ချုံမှုစနစ်ကိုကောင်းဖို့ဆိုတာပြန်လည်လဲပတ်နိုင်မှုတော့ကပြင်ဆင်မှုတွေလုပ်မှာပဲရှင့် လောက်မှာပဲဘာကြောင့်လဲဆိုတော့အချိန်နဲ့ပြင်ရမှာပဲသိတာနေရလေဘလို့နီးနဲ့ပြင်ရမလဲဆိုတာကတော့ဒါကျွန်တော်တို့ဟိုပြောရတော့ခက်တယ်ပေါ့နော်ဆွေးနွေးပွဲတွေအစဉ်ပြေလို့ပြင်ရတာလည်းဖြစ်နိုင်တယ်အစဉ်မပြေချပြီးပြင်ရမှာပေါ့ရှင်းရှင်းလေးဘာကြောင့်လဲဆိုတော့သူတို့တော်မှာချပြီးယူထားတာလေဟုတ်တယ်မလားဒါမြန်မာနိုင်ငံရဲ့ပိုင်ဆိုင်မှုပြည်တော်စုရဲ့ပိုင်ဆိုင်မှုလေစစ်ဆိုတာကအနိုင်ရှုံးမဲ့ရှိရဒါပေမဲ့ဘယ်နဲ့ကြိမ်တိုက်မှနိုင်တယ်ဘယ်နဲ့ကြိမ်တိုက်မှရှုံးတယ်ဆိုရင်သတ်မှတ်ထားမှရှိဘူးရှင်နော်တက်မလို့ကပရမတ်တကြိမ်မှာအရေးနှိပ်ခဲ့တယ်ဆိုပေမဲ့သူနိုင်ဖို့အတွက်နောက်ဘယ်နှကြိမ်ဖြစ်ဖြစ်သူတိုက်ချေတိုက်မှာပဲရှင်းရှင်းလေး ဟုတ်တယ်နော်ကျွန်မပြောတာရှင်းရှင်းလေးဒီထက်ရှင်းတဲ့သုံးသက်ချက်မရှိတော့ဘူးနော်ဒီတော့တက်မတော်နေနဲ့ကပြန်ယူမယ်လို့ဆုံးဖြတ်ပြီးသားဒါကြောင့်ရန်တရားတွေကိုကြိုကျင်ပြင်ဆင်ရင်ပြင်ဆင်မယ်ဒါသူ့ကိစ္စသူ့လုပ်ပိုင်ခွင့်အဲ့ဒီလိုပဲဒါတွေပြန်ရဖို့အတွက် तू ဘာလုပ်မလဲဆိုတာသူ့ရဲ့လုပ်ပိုင်ခွင့်ပြေဝါရှိရတဲ့ तू လုပ်လိမ့်မယ်နော် TNL အနေနဲ့ကလည်းမတရားသိမ့်ပိုက်ထားတဲ့အတွက်ပြန်ပေးတာမပေးတာတဲ့သူ့ကိစ္စနေတောက်ခံနိုင်မပေးနဲ့ပေါ့ရှင်းရှင်းလေးဇလန်အရင်ရှင်းတယ်တောက်ခံနိုင်မပေးနဲ့ဘာမှဘူးရမာယာများနေတာဘာကြောင့်မှမရှိဘူးဟုတ်တယ်မလားတရားတယ်မတရားလာပြောမိနေတာဒါစစ်ဖြစ်နေတာ ဟုတ်တယ်နော်ဘာစစ်ပွဲမှဖြစ်ခြင်းမရှိရဲ့ပြည်နယ်တွေမြို့နယ်တွေတော့မှ TNL တွေအကြမ်းမဝင်ပြီးတိုက်ခိုက်လိုက်စေတာခုလက်ထက်ကပါသွားတဲ့အရာကိုပြန်ယူရအောင်မတရားဘူးလို့ဘသူပြောရဲတယ်ရှင့်ဘသူပြောလဲဘသူပြောမှလဲပြောပြောဘသူပြောမှလဲပြောချင်တာပြောလေခုနိုင်ငံလောက်ချာရှိရလောက်မှာပဲဟုတ်တယ်မလားတက်မလို့သူ့တောင်ဝင်ရမိုးရပါပါလာပြီးသားတော်တော်လုံးလက်ဒီတောင်ဝင်သူဆွန့်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးဒါကမြန်မာတက်မလို့မဟုတ်ဘူးဘယ်နိုင်ငံတက်မလို့မဆို တို့နိုင်ငံရဲ့ပိုင်ဆိုင်မှုကိုသူများနိုင်ငံဖြစ်စေနိုင်ငံတွေကတပုံတွေကဖြစ်စေတိုက်ခိုက်သိမ်းပိုက်ပြီးယူသွားမယ်ဆိုပြန်ယူဖို့အခွင့်အရေးသူမှပြေဝါရှိတယ်ဒီအတွက်သူပြင်ဆင်ရရှိရကုန်ပြင်ဆင်ပါပဲဒါသူလုတ်ပိုင်ကိုဘာမှတပြောလို့ရရကိစ္စမဟုတ်ဘူးနော်အဲ့တော့ခစ်တက်ကရတဲ့တဲ့င်းကမှန်တယ်လို့လည်းပြောလို့ရတယ်မှားတယ်လို့လည်းပြောလို့ရရှက်နော်အဲမှန်တယ်ဆိုရင်တော့လေဒါတက်မတော်ကပြန်ရဖို့အတွက်ကိုအများကြီးအခွင့်အလမ်းတာနေပြီဖြစ်တဲ့အတွက်ဒါတဲ့င်းကောင်းမယ် ဟုတ်တယ်လေအုပ်ချုပ်ဖို့တော့မှရန်လျောက်ပြင်ဆင်နေပြီဆိုမှတော့မကြငင်ဒီကောင်ကိုယ့်လက်ထက်ရောက်လာမှာပဲတိတ်ကြနေရပဲလေဘလို့နီးနေရရဒီနေရာမှာသူကတော့ပြောတာပေါ့ရှင်အဲတယောက်ကပြောပေးလို့ရတာပါညာဒါကကန်းတန်းဒီနုကိစ္စလေဒါကဒါသူ့ကိစ္စလေကိုနဲ့မဆိုင်လေဟုတ်တယ်မှာရှင်းရှင်းလေးလေတယောက်ကပြောပေးရတတ်မတော်ပဲပြောပေးတာမဟုတ်လား TNL လေးပြောသွားပဲလေ TNL လေးဘာကြောင့်တက်စကန်နားထောင်တာလဲမေးကြည့်လိုက်ပါလားမေးကြည့်လိုက်လေဟုတ်တယ်မှာသူညှိနှိုင်းပေးရလေသူ့စကားကိုနားထောင်တာနှစ်ဖွဲ့လုံးနားထောင်တာဘာလို့မြမတက်မှာကျွန်မအပြစ်ဖြစ်ရတာလဲ အမန်ဒီလည်းဒီလိုပဲလေတယောက်စကားနားထောင်ပြီးသူထွက်သွားတယ်သူလိုက်မေးကြတယ်မင်းဘာလို့တယောက်စကားနားထောင်တာလဲလို့ရှင်းရှင်းလေးဇလန်ဇလန်ရှင်းရှင်းလေးနော်အဲ့တော့ရှုံးတဲ့အခါကျရင်စိတ်ခံခဲ့ရတဲ့ကာလရှိခဲ့တယ်လေမြောင်းတံမောကလည်းဟုတ်တယ်မလားအဲ့တော့ तू လည်းအောင်မြင်မှုရတဲ့ရမယ်ဆိုတဲ့အခြေအနေတခုမှ तू လည်းသူ့အနေနဲ့ तू ကတော့ကုန်းစားမှာပဲရှင်ရှင်းရှင်းလေးကုန်းစားမှာပဲနော်အဲ့ဒါကိုမင်းကမတိုက်ပဲပြန်ယူရဲလို့ဘာလို့လဲစကားလဲပြောပိုင်ဖို့မရှိတာမတိုက်ပဲပြန်ယူတော့ပူတော့မတက်တာဟုတ်လား စဉ်းစားကြည့်လေမြို့ကိုဆွန့်လုခဲ့ရတော့တက်မတော်သားဘလောက်ဆုံးရှုံးခဲ့ရသေးလဲပြန်တိုက်တော့ဘလောက်ဆုံးရှုံးလဲဆိုတက်မတော်နှစ်ခါမနာဘူးလားဒီမြို့ကိုဆုံးရှုံးလိုက်ရတာဒါတော့ဒါပေမဲ့ငါတို့ဒီဆုံးရှုံးမှုမရှိဘဲနဲ့ဒီမြို့တွေနိုင်ငံရေးရပြန်ပြီးတော့ယူနိုင်ခဲ့တယ်ဆိုရင်ဒါတက်မတော်ကတဝက်တက်တာလားဗောရှင်ဒီတော့မြို့တွေဘလို့ပဲပြန်ရပြန်ရပြန်ရကျင်တာအဓိကရလက်ပဲ အဖြစ်ရအရာပဲရှင့်เนาะဒါကြောင့်ပြောတာဒါတင်ကန်းစာယူဖို့ပါဘဝတင်ကန်းစာလေးယူကြပါတော့ဘလောက်ပဲပြည်တော်စုရဲ့မြေတွေကိုခွဲထွက်ဖို့အတွက်စူးစမ်းစူးစမ်းအဲ့ဒီမြေတွေသာပျက်စီးသွားတာပဲရှိမယ်ပြည်တော်စုကလည်းဒီမြေတွေကခွဲထွက်ပံခွင့်မရှိဘူးရှင့်ခွဲထွက်လို့လည်းမရဘူးလည်းကိုကိုလေးသိလားပြီးတော့ကန်တရားတွေဆိုရှိရယ်ကျွန်မနိုင်ငံကန်တော့ကောင်းနေရှင့်ဟုတ်ဟာလေးပါရှိရယ်ဒါလေးတော့ကျွန်မဆက်မပြောတော့ရှိပါစို့လို့ဒီတော့ခစ်တဲ့ရဲ့သတင်းလေးကတော့သတင်းကောင်းလေးလို့လို့သတင်းဆိုးလေးလို့လို့ပေါ့နော်ဘာလို့လို့ညာလို့လို့ပေါ့ဒီဘက်ဘက်ကတော့သတင်းကောင်းပေါ့ခုဘက်ဘက်ကတော့သတင်းဆိုးပေါ့ရှင့် ဒါလေးကိုကျွန်မအနေနဲ့မိဘပြည်သူများသိရှိဖို့အတွက်ကိုကျွန်မတက်ဆက်ပေးတာဖြစ်ပါရှင့်